ို့စကပုံလေးတစ်ခုရှိတယ်ပေါ့နော်ဒါကတော့ဗာလဲဆိုတော့ဘဝဆိုတာကမှန်ဘလူးတစ်ခုနဲ့တူတယ်လို့ပြောတယ်ပေါ့နော်အတိတ်ကတော့ကျွန်တော်တို့ဗာလဲဆိုကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်တို့ဘလူးမျိုးခံယူထားတယ်ဆိုတော့အဲ့ဒီခံယူထားတဲ့အတိုင်းကိုကျွန်တော်တို့ပြန်ပြီးတော့မှ reflection ပေါ့နော်ရောင်းပြန်ပြန်ဟတ်တယ်ပြန်လာလဲဆိုပြီးတော့မှကျွန်တော်တို့အတိတ်ပဲဖွင့်ဆိုကြတာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်လက်ရှိကတော့အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ဆိုတော့အဲ့တော့ကျွန်တော်ဒီနေ့ sharing လုပ်ပေးချင်တာကတော့ အဲကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်အမြဲတမ်းခက်ခဲတွေပြဿနာတွေစိန်ခေါ်မှုတွေကျွန်တော်တို့ကရင်ဆိုင်ကြရတာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကလူတိုင်းကြုံနေကြရတာဖြစ်တယ်အဲ့တော့အဲ့လိုမျိုးကြုံနေကြတဲ့အခါမှာကျွန်တော်တို့ကဒီလိုအရာမျိုးတွေကြုံနေရချင်းပေါ်မှာကျွန်တော်တို့ဒီဘလိုမျိုးရင်ဆိုင်ပြီးတော့မှကြော်ဖြတ်ပြီးတော့မှသွားကြမှာလဲတနည်းအားဖြင့်တော့ကျွန်တော်တို့ကအဆိုးတွေကျွန်တော်တို့ကြုံလာအဲအဆိုးတွေထဲကကျွန်တော်တို့ကအကောင့်တွေကိုကျွန်တော်တို့ဘလိုရှာဖွေပြီးတော့မှပဲဘဝကိုကျွန်တော်တို့က ကောင်းကောင်းမွန်မွန်နဲ့ကျွန်တော်တို့ဖြတ်သန်းပြီးတော့မှပါကြမလဲဆိုတာကကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်စဉ်းစားရမယ့်အရာတွေပဲဖြစ်ပါတယ်။အဲ့ထက်ကကျွန်တော်ပထမတစ်ချက်ကတော့ဘာလေးကျွန်တော်တို့စဉ်းစားဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်တို့ပြဿနာတွေကိုကျွန်တော်တို့ကြုံရမှာပဲဖြစ်တယ်။ဒီပြဿနာတွေထဲကနေကျွန်တော်တို့ဒီဘယ်လိုမျိုးကျွန်တော်တို့ကကိုယ့်အတွက်အခွင့်အလမ်းတွေကိုကျွန်တော်တို့ကရှာဖွေပြီးတော့မှသွားကြမှာလဲ။ဥပမာအဖြစ်ကိုက အလုတ်တစ်ခုကျွန်တော်တို့ပြုတ်သွားရဲဆိုပါဆိုပေါ့နော်အလုတ်တစ်ခုပြုတ်သွားတဲ့အခါမှာအော်ဒီအလုတ်ပြုတ်သွားပြီမဲ့လဲငါဟာပြီးဆုံးသွားတာမဟုတ်သေးဘူးငါအတွက်ဘယ်လိုမျိုးအခွင့်အလမ်းအသစ်တွေရှိနိုင်သေးလဲဆိုတော့ငါအနေနဲ့ငါနဲ့ငါဝန်နာပါတဲ့အလုတ်ကိုပဲအလုတ်ကိုကျွန်တော်တို့ကရှာဖွေပြီးတော့မှလုတ်ကန်လို့ရနိုင်တယ်လေကိုယ့်အတွက်အချိန်ရှိနိုင်တယ်လေဆိုပြီးကျွန်တော်တို့ကစဉ်းစားပြီးတော့မှပဲသွားလို့ရပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ပါတယ်ဆိုတော့ကျေးဇူးတင်တဲ့စိတ်ကိုကျွန်တော်တို့ကမွေးမြူတတ်ဖို့ လိုအပ်ပါတယ်ဥပမာပဲကျွန်တော်ကနေ့စဉ်အသက်ရှင်အော်ငါမုန်းလို့ကျွန်တော်တို့မျိုးလုံးလုံးဖွင့်လိုက်တဲ့အချိန်မှာအော်ငါဘာပဲပြောငါအသက်ရှင်နေပေးပါလားငါမှမိသားစုရှိနေသေးတယ်ငါမှအလုံးရှိနေသေးတယ်ငါမှမိတ်ဆွေတွေရှိနေသေးတယ်ငါမှရင်းနှီးရတဲ့သူတွေရှိနေသေးပါလားဆိုတဲ့ငါဟာကျမ်းမာရေးကောင်းနေပါလားဆိုတဲ့ဒီလိုမျိုးကိုယ်မှရှိနေတဲ့အရာလေးတွေအပေါ်မှာကျွန်တော်တို့ကကျေးဇူးတင်တဲ့စိတ်နဲ့ဘဝကိုကျွန်တော်တို့ဒီအရှင်သန်ပြီးတော့မှကျွန်တော်ကရှောင်းလန်းတက်ဖို့ရန်အတွက်လိုအပ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ကဘာလဲဆိုတော့ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ကြုံလာတဲ့အရာတွေထဲကနေမူတည်ပြီးတော့မှပဲကိုယ့်မှာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အသူတွေကကိုယ့်ကို positive vibe ပေးမဲ့အသူတွေနဲ့ကျွန်တော်တို့ကတိဆောက်ထားဖို့လိုအပ်ပါတယ်အဲ့တော့ကိုပြောလိုက်တဲ့အကြောင်းကသူတို့စီကနေကိုကြားလာတဲ့အကြောင်းအရာတွေကကိုယ့်ကိုစိတ်ခွန်အားတော်တော်အားစိမဲ့ကိုယ့်ရဲ့ပြဿနာတွေကိုကျွန်တော်တို့ဒီကောင်းကောင်းမွန်မွန်နဲ့ဖြေရှင်းပေးသွားနိုင်တယ်သူတို့နဲ့ကိုပြောလိုက်တဲ့အဖေရာဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ကြတော့ဒါကိုယ့်အနေနဲ့ကြတော့ကိုယ့်ကို ကောင်းတဲ့အရာတွေကိုကိုကစိုးရိုင်းကြုံနေတယ်သူတို့နဲ့စကားပြောလိုက်တဲ့အချိန်မှာကောင်းတာတွေဆိုရင်အတွေးတွေကိုပေါ်လာစေတယ်ဒီလိုမျိုးလူမျိုးကျွန်တော်တို့ကချိတ်ဆက်ထားဖို့ရန်အတွက်လိုအပ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ကကျွန်တော်တို့ကြုံနေတဲ့ အဆိုးရကျွန်တော်တို့ကရှိတယ်အဲ့ထဲကကျွန်တော်တို့ကဘာလို့ရှာတက်ဖို့လိုအပ်တယ်ဆိုတဲ့အခါမျိုးကြတော့ဒါမျိုးကြုံရတဲ့အချင်းကကျွန်တော်တို့တယောက်တည်းပဲမဟုတ်ဘူးလူအများကြီးကြုံနေရတာဖြစ်တယ်အဲ့တော့အဲ့လိုကြုံနေရဆိုတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒီနေရာကိုကျွန်တော်တို့ရှင်သန်ပြီးတဲ့မှာဖြတ်တန်းနေတဲ့အခါမှာဆိုလို့ရှိရင်အဲ့တော့ဒီအဆိုးရကျွန်တော်တို့ဘာလဲဆိုတော့ယာယီအခိုက်တက်မှာဖြစ်တယ်အဲ့တော့တချိန်ကျရင် all is well ပေါ့နော်ကျွန်တော်တို့တချိန်ကျလို့ရှိရင်ဒါတွေကပြီးသွားနိုင်မယ်အချိန်ကျကျွန်တော်တို့ကြော်ဖြတ်သွားနိုင်မယ်အဲ့တော့ဒီကြုံနေရတဲ့အချိန်ကလေးမှာတော့ကျွန်တော်တို့ကဘလူမျိုးဒါကိုတကြခံပြီးတော့မှရင်ဆိုင်ပြီးကျွန်တော်ပြီးတော့သွားကြမှာလဲဆိုတော့ဒီလိုမျိုးကျွန်တော်တို့ကအစိုးရ တွေကလည်းအကောင့်လေးတွေကျွန်တော်ချာကျန်တက်ဖို့ရင်အတွက်လိုအပ်ပါတယ်ပြီးရင်ကိုကြုံရတဲ့ဆိုရကိုတယောက်တည်းမလူအများကြီးကြုံနေကိုထက်ဆိုးနေတဲ့လူတွေရှိကြနေသေးတယ်ဆိုတော့ကိုကဒီအချိန်နေဒီခုမှကိုဒီဒီခက်ခဲရှိနေတဲ့ပြဿနာဖြစ်နေတယ်ဆိုလို့ရှင်တော့မှပဲကိုထက်ဒီခက်ခဲတွေအများကြီးကိုကြုံနေရတဲ့သူတွေရှိနေပါသေးလားဆိုတဲ့အရာလေးတွေကိုကျွန်တော်တို့ကတွေးတက်ပြီးတော့မှပဲအဲ့တော့ဒီဘုံမှာကျွန်တော်တို့ကဘယ်လိုစိတ်လေးနဲ့ရှင်းတမ်းပြီးတော့မှသွားကြမလဲဆိုတဲ့အရာကိုလည်းစဉ်းစားဖို့ရတဲ့အတွက်လိုအပ်တာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဟာဘဝမှာကျွန်တော်တို့က လူတိုင်းလူတိုင်းဟာအကောင့်ကြီးပဲကျွန်တော်ရနိုင်ကြတာတော့မဟုတ်ကြပါဘူးအဲ့တော့ကျွန်တော်တို့အကောင့်တွေလည်းကြုံတယ်အဆိုးတွေလည်းကြုံတယ်အဲ့တော့အကောင့်နဲ့အဆိုးဒီဟာလေးကျွန်တော်တို့ကြုံတွေ့တဲ့အတိုင်းမှာကျွန်တော်တို့ဟာအကောင့်ကြုံလဲကျွန်တော်အရင်ကူကူဟာလာအရင်ပျော်ရွှင်နေအရင်လွန်သွားဖို့မဟုတ်ဘဲနဲ့အဆိုးတွေကြုံလာတဲ့အခါမှာလုံးဝကျွန်တော်တို့ကစိတ်တက်ကြပြီးတော့မှဘဝအကျိုးကျွန်တော်ရိုင်းနေပြီးအရှုံးပေးလိုက်ဘူး မဟုတ်ပါဘူးဆိုတော့အစိုးကြုံလာလဲကျွန်တော်ကြံ့ခိုင်ပြီးတော့မှဘယ်လိုမျိုးဓာရီကိုရင်ဆိုင်ပြီးတော့မှဖြတ်တန်းသွားမှာအချိန်တန်းကျွန်တော်တို့ဓာရီကပြီးဆုံးသွားမှာဖြစ်တယ်အကောင်းကြီးကြုံလာတဲ့အခါမှာဆိုလို့ရှိရင်ဒါငါအတွက်ကောင်းတဲ့အရာလေးတွေဆိုပြီးတော့မှကျွန်တော်တို့ကဒီအပေါ်မှာဟာလာကျွန်တော်တို့အတွက်အတိုင်းအတာတစ်ခုပြောရှင်ပြီးတော့မှလည်းကျွန်တော်တို့ကဘဝကိုဖြတ်တန်းပြီးတော့မှသွားနိုင်ဖို့ရန်အတွက်ကအရေးကြီးပါဒါကြောင့်မလို့ကျွန်တော်တို့ဒီအစိုးနဲ့အကောင်းဆိုတဲ့အရာဟာတွန်တွဲနေတဲ့ကျွန်တော်တို့ရဲ့ဘဝမှာအဲ့တော့ဘလူပဲကြုံလာကြုံလာကြုံလာတဲ့အရာတိုင်းကိုကျွန်တော်တို့ကမျက်မျက်တတတာနဲ့ဘဝကိုရှင်းတန်းပြီးတော့မှဖြတ်တန်းသွားနိုင်ဖို့အတွက်ကိုကျွန်တော်အနေနဲ့ ်ဒီအကြောင်းအရာလေးတွေအားဖြင့်ပြန်လည်ပြီးတော့မှခွန်အားပေးပြီးတော့မှ sharing လေးလုပ်ပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်